2025ခုနှစ်မေလ2ရက်နေ့တောက်ကြနေ့အတွက်ခွန်ရသားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ရမယ်ဆိုရင်တော့ခွန်6ခွန်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အထူးသဖြင့်တော့လက်ဆောင်ပန္နာရတာသတင်းကောင်းကြားရတာအဆက်အသွယ်ကောင်းရတာငွေကြေးကိစ္စတွေပြင်လဲသွားတာဆိုတဲ့နေမျိုးဖြစ်ပါတယ်ဒီလိုနေ့မှာကံအထူးကောင်းမှုအတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုပန်းအသစ်တွေလဲလဲကတ်လူချင်းဒါမှမဟုတ်ဘုရားစီရီ ဘုံကြောင်တင်စားတဲ့နေရာတွေမှာဖျားပန်းနေအစ်စ်လဲလဲကတ်လူချင်းအဖြစ်ကန်တရားရဲ့အထောက်ပံ့ကောင်းတွေအထူးရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေတော့ကတော့မာဘုတ်ဗေဒနိယတောက်ကြနေဘွားယာသာဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဒါကြောင့်မိရှုတို့ရဲ့မိရှုသန့်စင်ဖွားမြင်ထားတဲ့ရင်သွေးရတနာတွေဟာယာစတတ်နဲ့အောင်မြင်ချမ်းသာမဲ့ရင်သွေးရတနာတွေဖြစ်ကြပြီးတော့ဩဇာအာဏာရှိကြမဲ့သူတွေဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာ ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရေတွေကလမ်းညွှန်ပေးရမယ်ဆိုရင်တော့ဒီနေ့မွေးနေ့ကနေစပြီးတနစ်တာလုံးကန်တရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့အတွက်ရေခဲမုတ်မြတ်စွာဘုရားရှင်လှူဒါန်းခြင်းရဟန်းတန်ကလောင်းလူခြင်းမိသားစုဆွေမျိုးမိတ်ဆွေတို့ကိုရေခဲမုတ်ဒါနပြုခြင်းအပြင်တနစ်တာလုံးအေးချမ်းပျော်ရွှင်ကျမ်းမာချမ်းသာပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်ခொနည်းသားမီးအလုံးတို့အတွက်အကျိုးပေးစုမှုကဏ္ဍကတော့၄ကဏ္ဍ၃ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းမှုအတွက်ဆိုရင်တော့ အတောင်ပံဗရက်တတဝါတွေခိုးရုံငှက်တို့ကြက်တို့ကိုဘယ်လဲနဲ့အစာဒနာပြုခြင်းအပြင်ငွေကန်အထူးကောင်းပါလိမ့်မယ်ခင်ဗျာဈေးဆိုင်တွေစတိုးဆိုင်တွေကုန်စည်ဆိုင်တွေလက်ဖက်ဆိုင်တွေစားသောက်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့တော့ကတော့ဒီလိုနည်းမျိုးမှာစိုင်းမရေခဲမုံစားခြင်းစိုင်းမရှိတဲ့ဝန်ထမ်းတွေကိုရေခဲမုံလက်ဆောင်ဒါနပြုခြင်းအပြင်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်ထို့သူအယောင်ထိုင်းနေတဲ့အကုန်ပစ္စည်းတွေကိုလည်းတောက်ရေခွက်ကလေးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးစူတောင်းလိုက်ခြင်းအပြင်တိရသာသာအယောင်သွက်သွားပါလိမ့်မယ် အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတခွားတိတလုံးမှာရေးပြီးတော့ညနေပိုင်းရေစည်းမှာမျော့ပလိုက်ခြင်းအပြင်အမှုကြုံနေတဲ့သူရဲ့အခက်အခဲအညာခိုက်တွေကလုကင်းဖို့ကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်။ဆွေမျိုးမိသားစုတွေမှာကျမ်းမာရေးညနေတဲ့သူရှိရဆိုရင်တော့ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ဖို့အတွက်ဒီလိုနည်းမျိုးမှာဓာတ်စာဖြစ်နေဆေးဘက်သူတို့အနေနဲ့စားလိုက်ခြင်းအပြင်ကျမ်းမာရေးအတွက်အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်။ အချင်းမေတ္တာရေးအိမ်တော်ရေးအဆင်ပြေဖို့အတွက်ဆိုရင်တော့နှိစက်တဲ့ဖျားစီကြီးတဲ့ညောင်ပင်ကိုရေသွန်းလောင်းပြီးဆူတောင်းလိုက်ပါခင်ဗျာ